Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေပြီလို့ Trump Interview ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်နေပြီလို့အတည်ပြုပြောကြားခဲ့ပါတယ်အခွန်စည်းချက်မှုအသစ်တွေနဲ့ပုံကုံကန့်သတ်မှုတွေကြောင့်ပြည်ပခါတွေပုံမှုကြီးထွားလာခဲ့တယ်လို့လည်းဆိုပါတယ်သတင်းထောက်တွေနဲ့တွေ့ဆုံဆင်မှာတော့နှစ်နိုင်ငံကောင်းဆောင်တွေအနေနဲ့သဘောတူညီမှုမရရှိရင်ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလားလို့မေးမြန်းတဲ့အခါမှာထရန့်ကတော့ ကျွန်တော်တို့ကအခုစစ်ပွဲဖြစ်နေရပါဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်။သမရကတရုတ်ကုန်စီတွေအပေါ်မှာတရားခိုင်နှုန်းအခွန်ကောက်ခံဖို့ဆုံးဖြတ်ချက်ကိုကာကွယ်ပြောဆိုခဲ့ပြီးအခွန်မရှိရင်ကျွန်တော်တို့ကဘာမှမဟုတ်တဲ့သူတွေဖြစ်သွားမှာပါလို့ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံကအော်တိုဝါ10ရက်နေ့မှာအလက်ထရောနစ်ကာကွယ်ရေးစနစ်နဲ့စွမ်းအင်တန်ထုတ်လုပ်မှုတွေမှာအသုံးပြုတဲ့မြေရှားတပ်ထုရဲ့ပုတ်ကုန်ကန့်သတ်ချက်တွေကိုကြေညာခဲ့ပြီးတဲ့နောက်ကုန်သွယ်တင်းမာမှုတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။တုံ့ပြန်မှုအနေနဲ့ထရန့်ကအမေရိကန်ရဲ့လက်ရှိ30ရာခိုင်နှုန်းအခွန်အပြင် နိုဝင်ဘာလ၁ရက်နေ့ကစတင်ပြီးတော့တရားရဂိုင်နှုန်းအခွန်အသစ်တွေကိုလည်းအကောင့်ထဲပေါ်သွားမယ်လို့ဆိုပါရယ်။အော်တိုဘာလ၁၄ရက်နေ့မှာပဲထရန့်ကတရုတ်နိုင်ငံဟာအမေရိကန်ပဲပုတ်တင်သွင်းတာကိုရပ်တန့်ခဲ့ပြီးတဲ့နောက်အမေရိကန်အနေနဲ့တရုတ်စီကဝယ်ယူတာကိုရပ်တန့်သွားမယ်လို့ပြောကြားခဲ့ပါရယ်။တရုတ်ကတော့အရင်ကအမေရိကန်ပဲပုတ်အများဆုံးဝယ်ယူသူဖြစ်ခဲ့ပေမဲ့အခုကတော့ဘရာဇီးနဲ့အာဂျင်တီးနားနိုင်ငံတွေစီကနေဝယ်ယူလို့နေပါရယ်။ထရန့်ရဲ့ရှိချင်ဖြစ်လို့ဟာအော်တိုဘာလ၃၁ရက်နေ့မှာစိုးမျိုးက APEC Asia Pacific Economics Cooperation ထိပ်သီးအစည်းအဝေးမှာတွေ့ဆုံဖို့ရှိနေပြီးတော့ဆွေးနွေးပွဲရဲ့အဓိကအကြောင်းအရာကတော့ပုံမနဲ့ရှိုင်းလာတဲ့ကုန်သွယ်ရေးပဋိပက္ခအကြောင်းဖြစ်လာနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ